ကချင်ပြည်နယ်မြစ်တနာမြို့ဂျာမန်ကောင်ရက်ွက်နေမြေတစဲမှာဒီကနေ့ညနေ3နာရီချိန်ခန့်ကမိုင်းတလုံးပောက်ွယ်ခဲ့တယ်လို့ရက်ွက်နေပြည်သူများရဲ့ပြောကြားချက်အရသိရပါတယ်။ဂျာမန်ကောင်နေမြေတစဲပြည်ဟင်းကိုပိုင်ထက်တန်းကြောင်နီးရှိချန်စီယိုမှာမိုင်းတလုံးပောက်ွယ်မှုဖြစ်ပွားခဲ့တော့လဲထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ဂျာမန်ကောင်ရက်ွက်နေပြည်သူတူကဆိုပါတယ်။ဘေးအဖွဲ့စီကလုတ်ခဲ့တဲ့လက်ချက်လဲတော့မသိဘူး။ကျမတို့ရက်ွက်ထဲကကိုပိုင်ကျောင်းရဲ့ချန်စီယိုနားမှာပောက်ကွဲခဲ့တာဟုတ်တယ်။အတန်တဲကြီးပဲလူထိခိုက်တာတော့မရှိဘူးလို့သူကပြောပါတယ်။ အဆိုပါပောက်ကွဲမှုကြောင့်လူနဲ့တရိတ်ဆန်ထိခိုက်မှုမရှိခဲ့တော့လဲကိုပိုင်ထက်တန်းကျောင်းရဲ့ခြံစည်းရိုးနှစ်ပေခန့်မှာပြက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတက်ဆိုင်ရာအဖွဲ့စီကမိုင်းပောက်ကွဲရာနေရာတို့ရောက်ရှိလာပြီးပောက်ကွဲမှုနဲ့ပတ်သက်၍လိုက်လံစစ်ဆေးနေတယ်လို့သိရပါတယ်မစ်တနာမျိုးပေါ်မှာပြီးခဲ့တဲ့လပိုင်းတွင်ကလည်းယူဇနာရက်ွယ်ပညာယတနာကျောင်းအနီးမှာယခုလိုကျေလောင်တဲ့မိုင်းတလုံးပောက်ခွဲမှုဖြစ်ပွားခဲ့တယ်လို့လည်းသိရပါဗျ။